ားလုံးမင်္ဂလာပါ။မင်္ဂလာ Entertainment မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့မင်္ဂလာ Entertainment ကနေ season အနောက်အသစ်တွေကိုစင်စက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လုပ်ရအားပေးကြလို့မေတ္တာရပ်ခံကြပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့။ခုချိန်မှာတော့ကျွန်တော်စင်စက်ဖြစ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ season လေးကိုစနိုင်ကြအောင်ဗျ။ပလဲမြုံနယ်မှာ စစ်ကောင်စီ jet fighter တစင်းကို PLA ကပြစ်ချကြောင်းသိရပါတယ်။စကိုင်းတိုင်းပလဲမြုံနယ်ကန့်တောင်ရွာတိုက်ပွဲကိုလာရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီတပ်ရဲ့ jet fighter လေးရင်ကိုတော်လှန်ရေးတပ်တွေကပြစ်ချနိုင်ခဲ့တယ်လို့ PLA နဲ့မြေပြင်ကရဲဘော်တွေစီကသိရပါတယ်။ပလဲမြုံတွင်ရှိနေတဲ့ရဲဘော်တူက0.5နဲ့ပြစ်ချနိုင်ခဲ့တာလို့ပြောပါတယ်။7:30မိနစ်လောက်မှာပြတ်ကျတဲ့အတန်ကိုကြားလိုက်တယ်။ ကြတာကတော့စပစီနဲ့လက်ပကန်ကြားထဲမှာလားစပစီရွာထဲမှာလားမသိဘူးအိမ်တိမ်မီးလောင်နေတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တူကပြောပါတယ်စပစီရွာဟာမင်းတံပြင်ရွာရဲ့အရှိမြောက်ဘက်မှာရှိတယ်လို့သိရပါတယ်လင်းမောင်းသူတွေလည်းတည်ဆုံတယ်လို့ ULF အဖွဲ့ကတာဝန်ရှိသူတူကပြောပါတယ်ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကယနေ့နေ့လယ်7:15မိနစ်အချိန်မှာပလဲမြုံနယ်ကားနောက်စခန်းသိန်းတိုက်ပွဲမှာစစ်ကောင်စီရဲ့ Jet Fighter တစ်စင်းကိုပစ်ချနိုင်ခဲ့တယ်လို့ကနအူးသတင်းထုတ်ပြန်ထားပါတယ်အသေးစိတ်ချက်လက်တွေကိုဆက်လက်ဖော်ပြပေးဦးမယ်လို့လည်းဖော်ပြထားပါတယ် အဲ့ဒီလင်းဟာတရဦးလေးတက်ကနေတက်လာတဲ့အဂျက်ဖိုက်တာဖြစ်ပြီးဒီနေ့မနေ့မှဂျင်းတင်ဇီးဖြူကုန်းအင်မတီရွာတွေကိုလှည့်လည်ပစ်ခတ်နေတဲ့အဂျက်ဖိုက်တာလို့သိရပါတယ်။ပလဲမြုံနယ်တိုက်ပွဲမှာရှိနေတဲ့အခြားရဲဘော်တဦးကလည်းဂျက်ဖိုက်တာတစ်စင်းပေါင်900နှလုံးချပြီးစပစိတ်ပေါ်ပြက်ကြတာလို့ပြောပါတယ်။သူတစည်းတည်းကိုပတ်ပစ်နေတာဗျ။ကျွန်တော်ကာကင်းတွေပြစ်ချလိုက်လို့လား။ရာသီတို့ကြောက်လာတော့မသိဘူး။သူပြက်ကြချိန်မှာလည်းမိုးလည်းနဲ့နဲ့ရွာနေတယ်လို့တော်နိုင်တက်ဖွဲ့ဝင်တဦးကပြောပါတယ်။ဇီးဖြူကုန်းစခန်းသိမ်းတိုက်ပွဲကိုဒီမနေ့9နိုင်မှာခြားတာ။ MRG 29ကလာပြပြီးအင်အားဖြည့်တာကိုပြစ်ထတာလို့ကာကွယ်ရဲဘော်တူကပြောပါတယ်။ပလဲမျိုးရဲ့အဓိကစခန်းတစ်ခုဖြစ်တဲ့ကားနောက်စခန်းသိမ်းတိုက်ပွဲကို PNA ဦးဆောင်ပြီးပူးပေါင်းတပ်တွေကဂျွန်လ၂ရက်နေ့ကစတင်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဂျွန်လ၁၀ရက်နေ့နံနက်ပိုင်းမှာတော့ဂျန်စခန်းသိမ်းတိုက်ပွဲတွေကိုပါ KIPDF တပ်ရင်းတွေနဲ့ပူးပေါင်းတပ်တွေကဦးဆောင်ပြီးတိုက်ခိုက်နေပြီးတော့တိုက်ပွဲတွေအလွန်ပြင်းထန်နေပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီကိုခုခံတော်လှန်နေတဲ့တော်လှန်ရေးတပ်တွေကပြစ်ထခဲ့တဲ့တိုက်လီရင်နဲ့ရဟယင်စုပေါင်းအ ਨੇ စုံ၁၂စင်းရှိပြီဖြစ်ပါတယ်။ နျူကလ িয়ার နည်းပညာရရှိဖို့အာဏာသိမ်းစစ်ကောင်ဆောင်အရှင်မြတ်လှုပ်ဆောင်နေမှုကိုလိုအပ်သလိုတုံ့ပြန်ကြရန်နိုင်ငံတကာကို UNG ကတိုက်တွန်းလိုက်ပါတယ်။အာဏာသိမ်းကောင်ဆောင်မင်းအောင်နိုင်စစ်ရေးအတွက်နျူကလ িয়ার နည်းပညာရရှိရန်အရှင်မြတ်လှုပ်ဆောင်လာခြင်းသည်စိုးရင်ပွဲရာတွေ့ရှိလာရကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ UNG ပြည်ထောင်စုဝန်ကြီးချုပ်ယုံအပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြောပါတယ်။ဒီကိစ္စဟာမြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအတွက်တင်မကပဲအာဆီယံဒေသအတွင်းကနိုင်ငံတွေအားလုံးမှာရှိကြတဲ့အသီးသီးသောပြည်သူတွေအားလုံးရဲ့တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကိုထိခိုက်စေနိုင်တဲ့ကိစ္စဖြစ်ပါတယ်ဟု NUG အစိုးရ၏နှစ်ပတ်တကြိမ်တင်ဆက်နေကြပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်၌ဥနေဘုံလက်ကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်လက်ရှိတွင်စစ်ကောင်းဆောင်မယောင်နိုင်ကငင်းချမ်းသည့်ယူရချက်ဖြင့်အုံပြုမိဟုအကြောင်းပြပြီးစစ်ရေးအတွက်နျူကလ িয়ার နည်းပညာရယူရန်ကြိုးပမ်းနေသလိုထို့သောနျူကလ িয়ার နည်းပညာအသုံးချနိုင်ရေးမှာဆက်အနာရှင်ဆက်စပ်နိုင်ငံအာဏာကိုထောက်ရဆူမှုထိန်းချုပ်နိုင်ရေးအစဉ်တစိုက်စူးစမ်းခဲ့ကြသည့်အိမ်မက်ပင်ဖြစ်ကြောင်းပြောကြားပါသည် လက်ရှိအချိန်မှာဗန်းပြည်ဘာနာနဲ့ဝယ်ယူထားတဲ့စစ်လက်နက်ပစ္စည်းတွေကိုစိတ်တိုင်းကျအသုံးပြုပြီးမြန်မာပြည်သူလူထုကိုနေ့စဉ်ရက်ဆက်တိုက်ခိုက်တပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ကောင်းဆောင်မေအောင်နိုင်ရဲ့လက်ထက်ကိုနျူကလ িয়ার စွမ်းအင်တုံးလက်နက်တစ်စုံတရာရောက်ရှိသွားမယ်ဆိုရင်ဒါဟာဒေသတွင်းနိုင်ငံတွေအတွက်ပါမတွေးဝန်စရာအခြေအနေတစ်ခုဖြစ်သွားမှာဖြစ်ပါတယ်ဟုဦးနေဘုံလက်ကပြောပါတယ်။ထို့ကြောင့်နိုင်ငံတကာတိုက်ဝန်းအနေနဲ့စစ်ကောင်းဆောင်မေအောင်နိုင်ရဲ့နျူကလ িয়ার စွမ်းအင်ရရှိရေးစီစဉ်ကိုဆောင်ရွက်နေမှုကိုအထူးအလေးထားစဉ်းစားပြီးလိုအပ်သည့်တွန့်ပြန်ဆောင်ရွက်မှုများလုပ်ဆောင်ကြဖို့၎င်းကတိုက်တွန်းထားပါတယ်။ မဲအောင်နိုင်သည့်နျူကလ িয়ার နည်းပညာရရှိရေးနဲ့ဆက်လင်းပြီး2022ခုနှစ်ဇူလိုင်လမှ2023ခုနှစ်အောက်တိုဘာလအထိ15လအတွင်းရုရှားနိုင်ငံနဲ့နားလည်မှုစာကြွန်လာထိုးခြင်းနျူကလ িয়ার နည်းပညာသတင်းချက်လက်စင်တာဖွင့်လှစ်ခြင်းပူးပေါင်းဆောင်ရွက်မှု14ခုအတွက်သဘောတူညီချက်များပြုလုပ်ခြင်းဖြင့်ယခုနောက်ဆုံး ဒက်ပေါင်းဖို့တိဆောက်ရဲ့အတွက်လိလစမ်းစစ်မှုများအပိသက်လက်တွေ့တိဆောက်များပြင်ဆင်လာသည်ကိုအချင်းတူရင်းတစင်မိတစင်တိုးမြင့်လောက်ဆောင်လာသည်ကိုတွေ့ရကြောင်းအန်ယူဂျီကထောက်ပြပါရယ်မြန်မာနိုင်ငံသည်ရွေးကောက်ခံအယသအစိုးရလက်ထက်တွင်နျူကလ িয়ার အန်ဒီယကင်းရှင်းရေးဆိုင်ရာကွန်ဗင်းရှင်းနှင့်နျူကလ িয়ার ပစ္စည်းများ၏ရုပ်ပိုင်းဆိုင်ရာကာကွယ်မှုကွန်ဗင်းရှင်းတို့ကို2016ခုနှစ်တွင်အတည်ပြုလက်မှတ်ရေးထိုးခဲ့သည် ထို့ပြင်နျူကလ িয়ার လက်ဆန်းသက်မှုများအလုံးစုံတမ်းမြေရေးစာချုပ် CTBT ကို2019ခုနှစ်တွင်အတည်ပြုလက်မှတ်ရေးထိုးခဲ့သလိုနျူကလ িয়ার လက်နက်များတမ်းမြေရေးစာချုပ် DPNW ကိုလည်း2018ခုနှစ်တွင်လက်မှတ်ရေးထိုးခဲ့သည်ဟု NUG ကအသိပေးထားပါသည်။ထို့သောနျူကလ িয়ার လက်နက်များတမ်းမြေရေးစာချုပ် DPNW ကိုအတည်ပြုရန်နဲ့အပြည်ပြည်ဆိုင်ရာအနုမျိုးစွမ်းအင်အေဂျင်စီ IAEA နောက်ဆက်တွဲသဘောတူညီချက်စာချုပ်များကိုအာဏာသက်ဝင်လာအောင်ဆောင်ရွက်မှုများကို2021ခုနှစ်တွင်စစ်တပ်ကပြည်သူအာဏာကိုလူယူရန်စူးစမ်းခဲ့မှုကြောင့်ရပ်ဆိုင်သွားသည်ဟုပြောပါသည်။ မြန်မာနဲ့ရုရှားနိုင်ငံကြားနျူကလ িয়ার ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးသည်ဆက်အနာရှင်ဟာဦးတန်းရွှေလက်ထက်2000ခုနှစ်တွင်စတင်ခဲ့ခြင်းဖြစ်ပြီးဦးသိန်းစိန်လက်ထက်2015ခုနှစ်တွင်ရုရှားကုမ္ပဏီနှင့်ပထမဆုံးနားလည်မှုစာကျင်တော်ထိုးခဲ့တော်လဲအင်္ဂလီအစိုးရလက်ထက်၌ရပ်တန့်ထားခဲ့ပါသည်။ယင်းနောက်အကြမ်းဖက်ကောင်ဆောင်မရောက်နိုင်ကအဆိုပါနျူကလ িয়ার အိမ်မက်ကိုပြန်လည်အသစ်သွင်းလာခြင်းဖြစ်ပါသည်။ တက်မ33တက်မမှုဘုံမှုချုပ်ကျော်ဆက်မြက်နဲ့တက်မ69တက်မမှုဘုံမှုချုပ်တင်မောင်ကျော်တို့ကိုစစ်ကောင်စီကအရာထူးမှဖယ်ရှားလိုက်ပြီးဘုံမှုချုပ်ကျော်ဆက်မြက်ကိုနန်းလွင်းစစ်ကြောရင်တွင်ဖမ်းဆီးစစ်ဆင်နေကြောင်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကတက်မ69တက်မမှုဘုံမှုချုပ်တင်မောင်ကျော်နဲ့တက်မ33တက်မမှုဘုံမှုချုပ်ကျော်ဆက်မြက်တို့ကိုရာထူးတာဝန်များမှဖယ်ရှားလိုက်ကြောင်းစစ်ဘက်တရင်ရင်းမြစ်များကိုကိုးကား၍ CDM ဘူးကြီးစင်ရော်ကပြောပါတယ်။အကြမ်းဖက်စစ်ကောင်စီက တပ်မကုန်းစကိုတပ်မှုတင်မောင်းကျော်ကိုစစ်ရှုံးမှုဖြင့်နေပြည်တော်သို့ချက်ချင်းပြန်ခေါ်၍ရာထူးတာဝန်မှဖယ်ရှားကအရန်အရာဖြင့်ထားရှိကြောင်းရင်နောက်ဟာခါချေချစစ်ပြူဝါမှုဘုံမှုထုတ်စုံဝန်ထွန်းကိုတပ်မကုန်းစကိုတပ်မှမှုဖြင့်အစားဒုက္ခအလိုက်ကြောင်းသိရှိရပါသည်အလားတူကချင်းပြည်နယ်ဖားကမြို့အခြေစိုက်တပ်မ33တပ်မှမှုဘုံမှုထုတ်ကြော်ဆက်မြင့်ကိုဖားကတွင်စီးရေးစိုးမိုးထားနိုင်တဲ့အောင်သတင်းလိမ်လည်မှုတင်ပြမှုနဲ့ကိုကျိုးစရာစီးပွားရေးလှုပ်ဆောင်မှုများအတွက်ရာထူးတာဝန်မှဖယ်ရှားကအရန်အရာပြောင်းရွှေ့စစ်ဆေးမှုများလှုပ်ဆောင်နေကြောင်းသိရှိရပါသည် ကိုယ်စကိုတတ်မှတ်မှုကိုနိုင်ရီကမှာမြူဟာမှုတယောက်ဖမ်းခံလိုက်ရကြတဲ့ကနည်းနည်းအစာမချေဖြစ်နေတာပေါ့နော်ဟိုတလောကတာဝါတိုင်းစကားကုန်းကိုလက်လွတ်လိုက်ရတော့တခါတည်းနေပြည်တော်ကိုခေါ်ပြီးအရင်အင်အားသွင်းပြီးတော့ဟာခါချေချစစ်မြူဟာမှုဘုံမှုကြီးစိုးဝင်ထွန်းတဲ့အစာတို့ခွန်လိုက်တာဖခါမှာကြော်ဆက်မြင့်ကိုတော့ဖခါမှာသူတို့ပဲတတ်မှတ်33ကပဲစုံမှုထားတဲ့ပုံစံမျိုးနဲ့သတင်းလိမ်လဲပြီးတင်တော့ကြောက်တူတာတွေရွှေတူတာတွေလုံနေတာအထက်ကရိတ်မိတယ် သူ့ကိုချက်ချင်းချင်းလို့ပြောင်းလို့မရသေးလို့အခုစစ်ကူတပ်တွေလည်းရောက်လာရောတခါလဲပထမမြစ်ကျင်းနာကိုခေါ်သွားတယ်အခုမြစ်ကျင်းနာကလည်းနန်းရွှေစစ်ကြောကြီးမှာအရန်အရာကိုတွန်းပြီးတော့စစ်ဆေးနေပါပြီလို့သိရပါတယ်ဟုစီဒီအမ်ဘိုးကြီးဇင်ယောကပြောပါတယ်ရာဓုမဖေရှားခံလိုက်ရတော့တက်မ33တက်မမှုဘုံမှုချုပ်ကြော်ဆက်မြက်နေရရင်တက်မမှုအသည့်စီယူစီတက္ကသိုလ်မှဘုံမှုကြီးကောင်းမင်းထွက်ကိုခန့်အပ်ထားပြီး၎င်းဒီလက်ရှိတွင်ဇကိုင်းတွင်ရောက်ရှိနေကြောင်းမကြာမီဖားကမြုပ်တက်မကုန်းတို့တွားရောက်မည်ဖြစ်ကြောင်းသိရှိရပါတယ် မော်ဘီလီတပ်ဌာနချုပ်ကိုဒရုန်းဖြင့်တိုက်ခိုက်ရာဘူအပါဝင်2ဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိကြောင်းသိရပါတယ်။ရန်ကုန်တိုင်းမော်ဘီမြို့ရှိစစ်ကောင်စီလေတပ်ဌာနချုပ်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကဂျွန်းလ9ရက်နေ့မနေ့ညကည9နာရီလောက်မှာအသေးခံဒရုန်းနဲ့တွားရောက်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ Civil Military SRDF တပ်ဖွဲ့စီကသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘူမိုးဝေကျော်နဲ့တပ်သားဖြိုးကိုကိုတို့သေဆုံးပြီး6ယောက်ထိမှန်တိုင်ရာရရှိသွားတယ်လို့သိရပါတယ်။ အစိုးရလေတပ်ဌာနချုပ်ကိုတွားရောက်ပြစ်ခတ်ဖို့အတွက်လက်နက်ချီပြင်ဆင်ခဲ့ရပြီးတဆင်ချင်းစီလှုပ်ဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။ဝေးပို့လာတဲ့ဖျက်သီးတွေတရင်ရဖြိုးကူကူနဲ့ဘူမိုးဝေကျော်ထိခိုက်ကြသွားတယ်။ဖြစ်စရာဤမှာပြောပစားကြည့်တဲ့ဆက်ကစားမိသားစုဝင်တွေရဲ့ကားကိုလည်းထိခဲ့ပြီးဒဏ်ရသွားတယ်လို့သိရတယ်လို့ Civilian Military SRDF တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ တည်ဆုံးသွားတဲ့ဘူမိုးရီကျော်ဟာမြစ်ချနာကနေပြောင်းရွှေ့ခံရတာလက်အနေငယ်သာရှိသေးပြီးတပ်သားဖြူကိုကကတော့ရခိုင်ပြည်နယ်ရှိတဲ့ခွန်ငါးခွန်စစ်ကြောင်းကနေပြောင်းရွှေ့လာတဲ့တပ်သားဖြစ်တယ်လို့သိရပါတယ်။တောရောက်ပြစ်ခတ်တဲ့နေ့မှာလေးရင်တွေကိုအဓိကပြစ်မှတ်ထားတက်ခတ်ဖို့လှုပ်ဆောင်ခဲ့ပြီးမြဲဟင်ဂါရီတဲမှာထားထားတဲ့အတွက်ပြစ်ခတ်ဖို့အဆင်မပြေတော့တဲ့အတွက်စစ်ကောင်စီတပ်သားတွေကိုပြစ်မှတ်ပြောင်းခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် Civilian Military SRDF တပ်ဖွဲ့နဲ့ရွှေဘိုခရိုင်အမှတ်15တိုင်းတို့ပူးပေါင်းဖော်ဆောင်ခဲ့ကြတယ်လို့သိရပါဗျ။ ဒါဟာမေလ12ရက်နေ့ကဒပရင်မြုံနယ်အိုးထိန်တွင်းရွာကိုလေကြောင်းတက်ခတ်မှုကြောင့်ဆုံးမသွားတဲ့ကလေးတွေအတွက်လက်တွန့်ပြန်တက်ခတ်ခြင်းဖြစ်တယ်လို့လည်းဆိုပါရယ်။မော်ဘီမြို့ရှိလေးတပ်ဌာနချုပ်ကို Civilian Military SRDF တပ်ဖွဲ့အနေနဲ့အခုလိုတော်ရောက်ပစ်ခတ်တာဒုတိယအကြိမ်ရှိပြီဖြစ်ပြီးပထမအကြိမ်တုန်းကတော့ short light တုံးနဲ့ပစ်ခတ်တက်ခတ်ခဲ့တာလို့သိရပါရယ်။